လူကြီးမင်းတို့ရဲ့ကားတွေကိုဘာကြောင့်အချိန်ကာလအလိုက်ပုံမှန်စစ်ဆေးမှုတွေပြုလုပ်တင်တာလဲ လူကြီးမင်းတို့ကကားကိုသုံးမဲ့သုံးပြီးတော့ပုံမှန်စစ်ဆေးမှုတွေပြုပြင်မှုတွေမပြုလုပ်ဘူးဆိုရင်တော့ကားရဲ့ရေရှည်တက်ခိုင်မှုကိုထိခိုက်စေနိုင်တယ်လို့အချို့သော running mind ဆိုင်ရာတွေကိုလည်းတက်စီစေနိုင်ပါတယ်။ဒါကြောင့်လူကြီးမင်းတို့အနေနဲ့ Suzuki ကားတွေကိုဝယ်ယူပြီးတဲ့နောက်ပိုင်းမှာအစ်စ်လိုမျိုးအမြဲတမ်းအသုံးပြုခြင်းနဲ့စက်ပိုင်း engine mind ဆိုင်ရာတွေမှာယုံကြည်စိတ်ချစွာနဲ့ရေရှည်အသုံးပြုခြင်းနဲ့ဆိုရင်တော့အချိန်ကာလအလိုက်ပုံမှန်စစ်ဆေးမှုတွေကိုပြုလုပ်သင့်ပါတယ်။ကားကိုပုံမှန်စစ်ဆေးမယ်ဆိုရင်ဘာအကျိုးကျေးဇူးတွေရမလဲ။ပုံမှန်စစ်ဆေးမှုတွေပြုလုပ်နေတဲ့အတွက်ကားရဲ့စွမ်းဆောင်ရည် ိုကောင်းမွန်စေပြီးတော့တက်တန်ကိုပိုချစေပါတယ်ပြီးတော့ကိုယ့်ရဲ့ကာမှာပြဿနာတစုံတရာကြီးကြီးမားမားဖြစ်ခင်ကြိုတင်သိရှိနိုင်တာဖြစ်တဲ့အပြင်ကြီးကြီးမားမားဖြစ်မှပြုပြင်လေးလေးရထပ်ဆိုင်ရင်အချိန်ကုန်ငွေကုန်ကြေးကြတာတွေကိုလည်းတတ်တာစေပါတယ်ဒါကြောင့်လူကြီးမင်းတို့လုံခြုံစိတ်ချစွာသွားလာနိုင်ဖို့လိုအပ်တဲ့စစ်ဆေးမှုတွေကိုကီလို9000ဒိုမဟုတ်6လမှတစ်ချိန်နီးစက်ရာစုစကီတရဝင်းရောင်းပြကန်တွေမှာသွားရောက်စစ်ဆေးဖို့အတွက်အကြံပြုလိုက်ပါတယ်။